င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ကရင်လက်နက်ကိုင် KNU ကစကန်သိန်းတိုက်ပွဲတွေပြန်လည်ဖော်ဆောင်လာတာဟာဘာဖြစ်နိုင်လဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်နေကြတဲ့သတင်း။ထိုင်းနေနဲ့တရုတ်စီကနေတရုတ်လုံအင်ဂျင်တက်ရင်းငုံသင်းပေါ်ကိုဝယ်မလားဒါမှမဟုတ် စီယံဝေပေးထားတာအဆုံးခံမလားဆုံးဖြတ်ရမယ်ဆိုတဲ့တဲ့င်အပါဝင်နောက်ဆုံးရပြည်တွင်းတဲ့င်နိုင်ငံတကာတဲ့င်နဲ့အာကစားတဲ့င်တွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်တဲ့င်ကတော့ကရင်လက်နက်ကင် KNU ဟာစကန်သိန်းတိုက်ပွဲတွေပြန်လည်ဖော်ဆောင်လာတာဟာဘာဖြစ်နိုင်လဲဆိုတဲ့ပေါ်စီးရဲတဲ့နိုင်ငံရဲ့အခက်အခဲတွေကြောင့်တုံ့တက်နေကြတဲ့တဲ့င်ကိုတင်ဆက်ပေးလိုက်ပါတယ်ကရင်မျိုးသားစီယုံ KNU အနေနဲ့ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းအတွင်း စကန်သိမ့်တိုက်ပွဲတွေပြန်လည်ဖော်ဆောင်လာမှုဟာနောက်ဆက်တွဲဘာဖြစ်လာနိုင်တယ်လဲဆိုတဲ့အပေါ်စီးနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။2025ခုနှစ်မေလထဲမှာ KNU ရဲ့လက်အောက်ခံ KNL နဲ့ KNDO ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကထမ်းမြမနေဆက်ဖြစ်တဲ့ကရင်ပြည်နယ်ဖအံခရိုင်လှိုင်းပွဲမြို့နယ်အတွင်းရှိမော်ကွီလူတာလေလိပနာတီခေါ်တခေါ်ပီခွီစတဲ့တက်စကန်၃ခုကိုတင်ပိုက်ခဲ့ကြတာပါ။ဒါအပြင်တနင်္သာရီတိုင်းထဝယ်မြို့ရှိ ठी ခီဒေတာမှာ ခိတနဲ့တိခိပြူဟာစခန်းတွေကိုလည်းတက်မဟာလီကသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ KNU ဟာ2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်နိုင်ငံရေးနှိမ့်နဲ့ဖြည့်ရှင်းလိုတဲ့အဖွဲ့နဲ့စီရေးနဲ့ဖြည့်ရှင်းလိုတဲ့အဖွဲ့ဆိုပြီးသဘောထားကွဲလွန်မှုတွေရှိခဲ့ကြတာပါ။စီရေးအရာဖြည့်ရှင်းလိုတဲ့အဖွဲ့ကအနိုင်ရသွားတဲ့အတွက်အခုလိုမျိုး KNU ကတက်စခန်းတွေကိုပြန်လည်သိမ်းပိုက်တဲ့စစ်ဆင်ရေးတွေလှုပ်ဆောင်လာတာဖြစ်နိုင်ကြောင်းဒါပြင်နိုင်ငံရေးဆွေးနွေးမှုမှာ အသာစီးရကျင်တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ကြောင်းတရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ်အဲ့တော့အဲ့လိုမြင့်မြင့်မားမားခမက်တူတူကငါပဲလေတိုက်ပွဲတွေမှာကိုရရှိချက်တည်းကကောင်းနေမှာကိုကဒေသတွေတိမ့်ပိုက်ထားရုံမကအဲ့ဒေသတည်ငြိမ်အောင်လုပ်ပြီးအဲ့ဒေသလူစုကပါကိုပဲထောက်ခံနေမှာပြောလို့ဆိုလို့ကောင်းမှာဟောဒါတွေသူတို့ဆက်လုပ်ပါပဲကြာခင်ဗျာကြည့်ရတယ်လို့ပြအေဆန်နဲ့တရုတ်ကခြေလှမ်းညီနေတာဖြစ်တော့ တကယ်လို့တိုက်ပွဲပြင်းထန်လာလေဟိုထိုင်းကဝင်ပါဝင်ပြီးအပြစ်ခတ်ရစိမ့်နေပါလေလောက်ကနေဗျအဲ့တော့သူတို့ဂျမကြည့်တယ်နေဆက်ထက်ကိုပြည်ပင်းမှာပဲကိုဆက်ပြီးတော့တိုက်ကြနိုင်မယ်ထင်တယ်ဟိုဒီလိုဗျဟိုဘက်အဖွဲအစည်းတိုင်းမဆိုအဖွဲအစည်းအတွင်းမှာပြฏิပခါတွေရှိတယ်ဗျအတွင်ပိုင်းပฏิပခါတွေပေါ့နော်ဥမာအဖြစ်ဆစ်ဆက်တိုက်ကြမလားငင်းငင်းရေးอยู่မလားအဲ့လိုမျိုးတွေပေါ့နော် အဲအဲ့တော့အဖွဲ့အစည်းတိုင်းမှာဒီလိုလူမျိုးတွေရှိရပြဟိုဟိုတတ်နိုင်မများဟိုရှော့ရှော့ပေါ်ပေါ်လုပ်ချင်တာနဲ့အပြတ်အပတ်တိုက်ချင်တဲ့လူတွေအဲ့ကြားထဲမှာအဲဟိုအဖွဲ့အစည်းကိုပြိုကွဲမသွားအောင်ဆိုရင် ကိုယ်အချင်းချင်းကြားမှာအရင်ညှိရတာပေါ့ဗျာအဲ့တော့အရင်ညှိရင်ညှိရနေကြည့်ရတာအပြတ်အပတ်တိုက်မဲ့အဖွဲ့ကအနိုင်ရသွားတယ်ချင်တယ်ဒါကြောင့်မလို့ဒီလောက်ရှိ တူလာတာပေါ့ဗျာ လက်ရှိမှာထီကိနေဆက်ကုံသွဲရေးဂိတ်ကိုဥဆောင်လဲပတ်နိုင်ဖို့ပြင်ဆင်နေသလိုမြောက်ဒီကုံသွဲရေးကိုလည်းဥဆောင်ဆောင်ရွက်နိုင်ဖို့ပြင်ဆင်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစောတော်နီကပြောထားပါဗျ။ပဲခူးတိုင်းမှာလည်းတမဟာ2နဲ့တမဟာ3တို့တည်ရှိသလိုတမဟာ1တထုံခရိုင်နဲ့လည်းနေနမိတ်ထိဆက်နေရပါ။အဲ့ဒီနောက်မူးမြို့နယ်ကနောင်ကုန်ရံမျိုးအောင်ရွာကြီးအင်းကျုံကုံတောင်စုကြီးရာတွေကိုဧပြီလနောက်ဆုံးအပတ်မှာတင်ပိုက်ခဲ့ကြပါတယ်။ဒါအပြင်ပဲခူးနဲ့မွန်ပြည်နယ်အဆက် ရွှေကျင်မြို့နယ်ညောင်ချီတောက်ရွာမှာတည်ရှိတဲ့မြမတက်မတော်ရဲ့အမှတ်968ချင်းမြန်တရင်ကို PDF နဲ့ KNU ပူးပေါင်းတက်တီကတင်ပိုက်ခဲ့တာပါ။ KNU ရဲ့လက်ရှိစစ်ဆင်ရေးနဲ့တက်စကန်တင်ပိုက်ပုံတွေအရတစ်တုံညာနှစ်ခုစစ်ဆင်ရေးနဲ့စင်တူကြောင်းလဲတုံတက်မှုတွေတွေ့ရပါတယ်။ KNU ဟာတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့နိုင်ငံရေးအဖွဲ့တွေထဲမှာတက်တန်းအရင်ဆုံးဖြစ်ပြီးတက်မဟာခုနှစ်ခုနဲ့ဖွဲ့စည်းထားတာဖြစ်ကောင်းတက်မဟာလိုက်လှုပ်ရှားမှုမတူညီကြတာကြောင့် တစ်တုံများနှစ်ခုလုံးဆစ်စင်ရင်မျိုးဖြစ်နိုင်မှုရှိမရှိမှန်းဆရခက်တယ်လို့စီးလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UN မှဦးမျိုးကျော်ကစီရင်နာတင်းဌာနကိုပြောပါတယ်။ဆက်ဆံလူကတော့ကျွန်တော်အနေနဲ့ကတော့သိမထင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကင်းကြီးလို့ဟိုတက်တော်လိုင်းတက်ဆိုတာလေသူတို့ကတကယ်ကိုဝါရင်တက်တယ်ဖြစ်တယ်လေ။ဝါရင်တက်တယ်ဖြစ်တယ်။ဒီနိုင်ငံကြီးစီးရေးဆိုင်ရာသူတို့အင်တာကျွမ်းကျင်နေနားလဲပါလေ။သူတို့မှလည်းသူတို့မူဝါဒနဲ့ သူတို့သွားနေတာဖြစ်တယ်။နောက်ဆက် NU အနေနဲ့ဆိုရင်သူတို့မှာတမခနှစ်ခုမှတောင်မှတတနဲ့တတလုတ်ပန်ခွင့်ရှင်လုံနေကြတဲ့ပြူဟာဖော်ဆောင်တဲ့ပုံစံလေးမတူကြဘူးပေါ့လေ။တချို့ကဆိုရင်ပေါ်ပေါ်တည်တည်နေပြီတော့နော်မျိုးသိင်းနဲ့တိမ့်တိတ်ပွဲတွေလုပ်ပြီးမှတချို့ကကြတော့လေနော်ဟောချွေပြီးတော့နော်အဲအောက်တစ်ဖက်ရဲ့ရန်သူအဲအောက်ဆုပ်ရအောင်လုပ်တဲ့ဟာမျိုးတွေရှိတယ်လေ။ ဒါတွေတစ်ခုနဲ့တစ်ခုနော်တက်တယ်မှာတောင်းမှာမတူကြတဲ့အနေထားမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့တော့ကျွန်တော်တို့မှားဆရာဖြစ်တယ်ပေါ့နော် KNU ဟာ2023ခုနှစ်နှစ်ကုန်ပိုင်းမှာတင်ပိုက်ရရှိခဲ့တဲ့ကော့ဂရိတ်မျိုးနဲ့2024ခုနှစ်ဧပြီလကတင်ပိုက်ခဲ့တဲ့မြောက်ရီမျိုးတို့ကိုပြန်လည်လက်လွတ်ခဲ့ရပူတာပါလက်ရှိမှာတော့ KNU က match လကနေစတင်ကမေလအထိ3လတာကာလအတွင်းတက်မဟာခုနှစ်နည်းမြည့်တဲ့ရှိ တပ်စခန်းခုနှစ်ခုတက်မင်းကိုတင်ထပြီးဖြစ်ကြောင်းလဲဒေတာတွေတည်င်းတွေကဖော်ပြထားကြပါတယ်အာနာရှင်ဆန်ဆန်လုံမှုကြောင့်တိုင်းပြည်ပြိုကွဲမဲ့အဖြစ်ထပ်မံမဖြစ်ဖို့လိုတယ်လို့နတ်ဆကားဥက္ကဋ္ဌကပြောဆိုလိုက်တဲ့တဲ့တင်ပြည်စုံကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။အာနာရှင်ဆန်ဆန်လှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ရဲ့စည်းလုံးညီညွတ်မှုဟန်ချက်ညီရည်တည်မှုတွေပြိုကွဲမဲ့အဖြစ်တွေထပ်မံမဖြစ်ဖို့စီရင်လှုပ်ဆောင်ကြဖို့လိုအပ်တယ်လို့နတ်ဆကားဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါရတယ်။၂၀၂၅ခုနှစ်မေလ၂၁ရက်ကကျင်းပတဲ့ အခြေခံနဲ့တမ်းမြင်ရေချောင်းလေချောင်းလူငယ်တင်တန်းစဉ်တင်တန်းသူတင်တန်းသားတွေနဲ့တွေ့ဆုံစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။နာဆာကဥက္ကဋ္ဌကပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုရှောင်လန်းတဲ့နေရာမှာ2020ပြည်နှစ်ရွေးကောက်ပွဲတုန်းကလိုတမိုင်းမှာအယုတ်ဆိုးအကြီးတန်းတဲ့အဖြစ်မျိုးတွေရွေးကောက်ပွဲမတိုင်မီကာလမှာလည်းဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုတွေအာဏာရှင်ဆက်ဆံလှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ရဲ့စီလုံးညီညွတ်မှု ဟန်ဂျန်ကြီးရည်တည်မှုတွေပြိုကွဲမဲ့အဖြစ်တွေထပ်မံမဖြစ်ပေါ်စေရေလှုံ့ဆော်ကြဖို့လိုအပ်ပါတယ်လို့ပြောပါရယ်။နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ရဲ့ပြောစကားကိုကောက်ယူစဉ်းစားကြည့်ရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယဉ်ညွန်းနေတာဖြစ်နိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြကြပါရယ်။ပြည်တွင်းပြည်ပအဖြစ်သမားတွေဟာနှစ်ရှည်လာများနှီးမျိုးမျိုးနဲ့ထိုးနှက်တိုက်ခိုက်ခဲ့ကြအောင်တမတော်အနေနဲ့နိုင်ငံတော်တာဝန်ရယူခဲ့ပြီးပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတည်ငြိမ်အေးချမ်းစွာကူးပြောင်းနိုင်ဖို့တိစောက်ဆောင်ရွက်ခဲ့ကြကြအောင်အဲ့ဒီနေရာမှာသတိပြုမိဖို့ကလည်း ပြည်ပရဲ့ပယောဂပင်ဖြစ်ကြောင်းနတ်ဆကဥက္ကရာကပြောပါရယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကမတိမငိမ့်ဖြစ်အောင်စဉ်စားမပြတ်လှုပ်ဆောင်လာခဲ့တယ်အဲ့ဒီအင်အားစုတွေနဲ့သူတို့ရဲ့အဆက်အနွယ်တွေကပင်အဲ့ဒီကိစ္စကိုနှက်ချောင်းပေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သူကပြောပါရယ်မြန်မာတပ်မတော်ဟာ2021ခုနှစ်ဖေဖော်ဝါရီလရက်က NLD အစိုးရကို2020ရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမဲအစိုးရဖွဲ့စည်းရေးကြိုးပမ်းနေလို့ဆိုပြီးဖြောက်ကြကနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာကအုပ်ချုပ်လျက်ရှိပါတယ်။အဲ့ဒီနောက် NLD ခေါင်းဆောင်အချို့နဲ့လွတ်တော်အမတ်တွေအပါအဝင် ။တိုင်းဒေသလက်နက်ကင်တချို့တက်ကြွလှူရှားသူတွေကမြန်မာတပ်မတော်နဲ့နတ်ဆာကဖျောက်ချရေးလက်နက်ကင်တော်လည်ရေးဆင်နွှဲလျက်ရှိပါတယ်။အဲဒါကြောင့်မြန်မာနိုင်ငံတဝမ်းတိုက်ပွဲတွေဖြစ်ပွားနေပြီးမြန်မာတပ်မတော်အနေနဲ့ဆစ်စကမ်းပေါင်းရာချီလက်လွတ်ထားရတယ်လို့တခြားတစ်ဖက်မှာလည်းအိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံပါတီကရခိုင်ပြည်နယ်ကိုတီးကြလွတ်လပ်တဲ့နိုင်ငံဖြစ်ယက်တီနိုင်ရင်းနဲ့ရခိုင်ပြည်နယ်အတွင်းမှာဘင်္ဂလီလူမျိုးတွေအတွက်လွတ်လပ်တဲ့နေပြည်တော်မှပြေးတရုတ်ကွန်မြူနတီပါတီကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခြင်းဆွေးနွေးခဲ့ပါတယ်။အဲ့ဒီလိုပဲအိန္ဒိယနိုင်ငံကလွတ်တော်မှအချို့ကလည်း ချင်းပြည်နယ်ကိုမီဇိုရန်ပြည်နယ်နဲ့ပေါင်းစည်ဖို့ချင်းလန်းလန်းကာနီနဲ့ဆွေးနွေးလာသလိုကဘောချိုင်ဝမ်ဒေသကိုမဏိပူရာပြည်နယ်နဲ့ပေါင်းစည်ဖို့တောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။ရွေးကောက်ပွဲဝင်ပြိုင်မဲ့ USDP ပါတီရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာရွေးကောက်ပွဲဝင်ရောက်ရှင်မြိုင်မဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကပါလဲဆိုတဲ့အပေါ်ပြည်သူလူထုတွေသိရှိနိုင်မှုအတွက် USDP ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထုံးကချပြသွားခဲ့ပါတယ်။ညဉ့်ညင်းရေးနဲ့ပတ်သက်ပြီး NCA လမ်းကြောင်းပေါ်မှာသာအခြေခံကလှုပ်ဆောင်မှာဖြစ်ကြောင်းတစ်ဖက်မှဖြစ်နိုင်ချေကိုညှိနှိုင်းကတစ်ဖက်မှလည်းဖြေလျှော့နိုင်သမျှဖြေလျှော့မယ်ဆိုရင်ညဉ့်ညင်းရေးရမှာဖြစ်ကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထုံးက CNN တင်ထလာကိုပြောပါရယ်။ ကျွန်တော်တို့အဓိကငင်းညာရေးပေါ့ငင်းညာရေးကိုကျွန်တော်တို့2010 2000ဟိုတချို့တောင်းယူခဲ့တဲ့ကျွန်တော်ဒီကံမျိုးပါတီတမားကြီးဦးသိန်းစိန်လက်ထက်မှာလည်းပဲကျွန်တော်လှုပ်ဆောင်နေပါတယ်ဒီငင်းညာရေးမူတွေပေါ်မှာအခြေခံပြီးတော့ပဲဆက်လက်ပြီးတော့ကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျငင်းညာရေးကိုလူလာတဲ့ဇာတိမှုနဲ့ကျွန်တော်ဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျဘာကြောင့်ငင်းညာရေးလမ်းစဉ်နဲ့သွားမှာလဲဆိုတဲ့ကကြာဒီငင်းညာရေးလမ်းစဉ်ကိုကျွန်တော်လက်ထက်တကောဖောက်လုပ်ခဲ့တဲ့ဒါလမ်းစဉ်တစ်ခုဖြစ်တယ်ကုလသမဂ္ဂပါမယ်လွတ်တော်ပါမယ်အဖွဲ့အစည်းပေါင်းလုံး ောင်ကလက်မှတ်ရေးထိုးထားတဲ့ဒီ MC ပေါ်မှာကျွန်တော်အခြေခံပြီးလုံဆောင်နေကြတာတိကျပါလိမ့်မယ်ဗျ။ထိုနည်းတူသော်လည်းကျွန်တော်တို့သာတောင်းယူခွင့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကငြိမ်းငြိမ်းလန်းတင်တဲ့ကိုပဲကျွန်တော်တို့ရဲ့နိုင်ငံကြီးပြည်ရင်အေးချမ်းအောင်လို့ဆောင်ရွက်သွားဖို့ကျွန်တော်တို့ရှိပါတယ်ဗျ။ဟုတ်ကဲ့။ NCA စာချုပ်ရဲ့ညီရဲမှာဤတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ်လက်မှတ်ရေးထိုးကြတဲ့ NCA စာချုပ်ရဲ့ညီရဲမှာဤတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ်လက်မှတ်ရေးထိုးကြတဲ့ကျွန်ုပ်တို့ဟာရေရှည်တည်တံ့ခိုင်မြဲတဲ့ညီငယ်ရရှိဖို့အတွက်တာဝန်ယူမှုတာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှုတို့ကိုအခြေခံကဤသဘောတူစာချုပ်ပါအချက်တွေကို PC အောင်မြင်တဲ့အထိမပြတ်မကွက်အတူတကွပူးတဲ့အကောင့်ထဲပေါ်ဆောင်ရွက်သွားဖို့အပြန်အလှန်တန်းနေထံပြုကြတယ်လို့ပြဌာန်းထားပါတယ်။ဒါပေမဲ့2022ခုနှစ်နောက်ပိုင်းမှာတိုင်းဒေသလက်နက်ကိုင်တွေကြား NCA ပြက်ချင်းမပြက်ချင်းပေါ်ငင်းခုမှုတွေရှိခဲ့ကြပါတယ်။ ယ်အဲဒီနောက်အဖွဲ့ဝင်တွေအကြသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာပြီးကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့က NCA ပြတ်သွားပြီလို့ဆိုကနာဆကကိုလက်နက်ကင်ဆန့်ကျင်မှုဆုံးဖြတ်ပြီးဒီနေ့အထိတိုက်ပွဲတွေဆင်နယ်လျက်ရှိပါတယ်ငင်းငင်းသွားပြီးမှဖွံ့ဖြိုးရေးကိုသွားမယ်ဆိုတာဟာလုပ်ငန်းတစ်ခုပြီးမှလုပ်ငန်းတစ်ခုပုံစံမျိုးဖြစ်နေကြောင်းအဲဒါကြောင့်တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ငင်းငင်းလမ်းစဉ်ကိုတပြိုင်တည်းလှုပ်ဆောင်ရမှာဖြစ်ကြောင်းအဲဒီလိုလှုပ်ဆောင်မှသာနိုင်ငံအနေနဲ့ယုံထနိုင်မဲ့အနေအထားဖြစ်တယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်း ုံးက CNI သတင်းဌာနကိုပြောပါရယ်ကျွန်တော်တို့ကတိုင်းပြည်ဖွံ့ဖြိုးရေးကိုလည်းတစ်ဖက်ကလုပ်တယ်တစ်ဖက်ကလည်းပဲငြိမ်းချမ်းရေးလမ်းစဉ်ကိုသွားတယ်ပြိုင်လုပ်တာပေါ့တချို့ကကြတော့ငြိမ်းချမ်းရေးကိုသွားပြီးတော့မှဖွံ့ဖြိုးရေးကိုသွားရမယ်ဆိုတဲ့အခါကျတော့လုပ်ငန်းတစ်ခုပြီးမှတစ်ခုပုံမှန်လို့ဖြစ်တယ်ဗျာ ဆိုတဲ့အခါကျတော့ကျွန်တော်တို့တိုင်းပြည်ကိုဂျိုင်းလုံးဝသာလျင်လုံနိုင်တဲ့နေရာတွေပေါ့လုံနိုင်တဲ့နေရာတွေကိုကျွန်တော်တို့ကငင်းငယ်လုပ်ငန်းစဉ်ကလည်းပဲလုံနေတယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဌာနပေါင်းတို့ဖွံ့ဖြိုးတိုးတက်ရေးတို့ကလည်းလုံနေတယ်အဲ့ဒီလုံမသာလျင်နိုင်ငံကနေပြီးတော့အတက်နိုင်ဆုံးရုံးထားနိုင်တဲ့အနေအထားဖြစ်တယ်ကာလတဲ့လူအကြီးဘောကာလရှိတယ်ကျွန်တော်ပုံမှန်ကာလတွေရှိတယ်ပေါ့ဒီလိုကြီးဘောကာလတွေနဲ့ဒီပုံမှန်အချင်းဒီဒီပေါ်မှာလုံရတဲ့ကင်တွေရတဲ့ခြေချင်းရတဲ့မိသားစုတွေလည်းမတူဆိုတော့ ခါကြတော့ရွေးကောက်ွယ်အလွန်ကာလမှာမိသားစုကနေပြီးတော့ပဲပေါင်းဆောင်အောင်နေပြီးတော့အဆင်ပြေမှုတွေအများကြီးရလာပါလိမ့်မယ်။အဲ့ဒီအခြေအနေတစ်ခုကိုစောင့်ကြည့်ဖို့လိုလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ 2025-2026ဘဏ္ဍာရေးနှစ်မှာတမျိုးသားလုံးရဲ့ပြည်တွင်းအတည်ငြိမ်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး GDP ကိုကျပ်39,498ဘီလီယံရရှိဖို့မျှော်မှန်းထားပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း300ခန့်နှုန်းရရှိဖို့မျှော်မှန်းထားကြောင်း2025ခုနှစ်မလ24ရက်ကနေပြည်တော်မှာကျင်းပတဲ့ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာနာဆကဥက္ကဋ္ဌပို့ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေကတော့မြန်မာနိုင်ငံမှာပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်ဥယျာဉ်မှာ2024နှစ်ကုန်မှာ3.5သန်းကျော်ရှိခဲ့ပြီးလူဦးရေ600ခန့်နှုန်းဝန်းကျင်နဲ့ညီများကြောင် ်အဲ့ဒီလိုပဲမြန်မာနိုင်ငံတဝမ်းမှာလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့လူပေါင်း16.9တန်းကျော်ရှိနေကြောင်း2025ခုနှစ်မတ်လ23ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်စီအန်အန်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ထိုင်းနေနဲ့တရုတ်စီကနေတရုတ်လိုအင်ဂျင်တက်ရေငုပ်သင်္ဘောကိုဝယ်မလားဒါမှမဟုတ်စီအန်ဝေပေးထားတာအဆုံးခံမလားဆုံးဖြတ်ရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ထိုင်းဆိုရဟာတရုတ်ထံကတရုတ်ထုတ်အင်ဂျင်တက်ရေငုပ်သင်္ဘောကိုပဲဝယ်ယူမလား ဆရာအနေနဲ့ပေးချေထားတဲ့ဘက်ခွနတန်းကိုဆုံးရှုံးခံမလားမကြမီဆုံးဖြတ်ချက်ချသွားမယ်လို့ထိုင်းကာကွယ်ရေးဝန်ကြီးချုပ်ဖွန်တန်ဝီချာရာချန်ကပြောကြားခဲ့ကြအောင်ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်အဲ့ဒီရင်ငုပ်တင်မောဝယ်ယူရေးသဘောတူညီချက်ကိုထိုင်းနဲ့တရုတ်အစိုးရတို့အောက်မှာ China Ship BDN Offshore International Co Construction နဲ့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ COVID-19 ကပ်ရောဂါနဲ့ရင်ငုပ်တင်မောတွေမှာတက်ဆင်မဲ့အင်ဂျင်လိုအပ်ချက်တွေကြောင့်နှောင့်နှေးကျန်ကြာခဲ့ရတာဖြစ်ပါတယ်နရောင်းစကွန်ခုနှစ်မေလကလက်မှတ်ရေးထိုးခဲ့တဲ့မူလသဘောတူညီချက်အရအဲ့ဒီရင်ငုပ်တင်မော်တွေမှာဂျာမနီနိုင်ငံလုတ်ဒီဇယ်အင်ဂျင်တွေအသုံးပြုဖို့သတ်မှတ်ထားပေမဲ့ င်ဂျာမနီကတရုတ်ထံအင်ဂျင်တွေရောင်းချဖို့ညှင်းဆိုခဲ့ပါတယ်။အဲဒီနောက်တရုတ်ကတရုတ်နိုင်ငံလုံးအင်ဂျင်တွေကိုအသုံးပြုဖို့အဆိုပြုခဲ့ပြီးထိုင်းရီတဟာတရုတ်နိုင်ငံမှာလုပ်တဲ့ CHD620 အင်ဂျင်စက်တပ်မှုကိုလေ့လာဖို့ကျွမ်းကျင်သူအဖွဲ့ကိုဆီလွတ်ခဲ့ပါတယ်။ရေငုပ်သင်းမောအင်ဂျင်တွေနဲ့ပတ်သက်ပြီးဂျာမနီကာကွယ်ဝင်ကြီး Boris Pistorius နဲ့ဆွေးနွေးခဲ့ကြောင်းအဲဒီလိုဆွေးနွေးရမှာဂျာမနီဟာ NATO နဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ပြီးတရုတ်ပေါ်လက်နက်ရောင်းချမှုပိတ်ပင်ထားတာကြောင့်တရုတ်နိုင်ငံလုံးရေငုပ်သင်းမောတွေအတွက်အင်ဂျင်တွေမရောင်းချနိုင်ကြောင်း Pistorius ကပြောကြားခဲ့တယ်လို့ Mr. Phuntan ကပြောပါတယ်။အဲဒီစီမံကိန်းကိုဖျက်သိမ်းပစ်မယ်ဆိုရ င်ထိုင်းနိုင်ငံကပေးခဲ့တဲ့ဘတ်ခွနတန်ဆုံးရှုံးမှာဖြစ်ပြီးဆက်လက်လှုပ်ဆောင်မယ်ဆိုရင်တရုတ်နိုင်ငံလုံရင်ငုံတွင်မော်ဒီမှာတရုတ်လုံအင်ဂျင်တွေပြောင်းလဲတက်ဆင်ရမှာဖြစ်ပါတယ်။အဲ့ဒီစီမံကိန်းကိုရှေ့ဆက်လှုပ်ဆောင်မှုဒါမှမဟုတ်ဖြတ်သိမ်းပြစ်ဖို့ဆုံးဖြတ်ချက်ချရမယ်အချိန်ကိုရောက်ရှိပြီဖြစ်ကြောင်းထိုင်းကကွေရေးဝန်ကြီးမစ္စတာဖွန်တန်ကတော့ပြောကြားခဲ့ပါတယ်။အဲ့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးထိုင်းရီတက်တရုတ်နဲ့ဂျာမနီတို့အပါအဝင်တက်ဆိုင်တဲ့အဖွဲ့အစည်းတွေထံကသဘောထားတွေကိုစုဆောင်းခဲ့ကြောင်း ဘတ်73.5ဘီလီယံတန်ကြီးရှိတဲ့အဲ့ဒီစီမံကိန်းကိုစုပြတ်ချက်ချဖို့အချက်အလက်တွေလုံလောက်မှုရှိပြီလို့ယုံကြည်ကြောင်းနဲ့အခုလကုန်းဒါမှမဟုတ်ဂျွန်လအစောပိုင်းစုပြတ်ချက်ချမှတ်ပွဲရှိတယ်လို့ဖွန်တမ်ကပြောပါတယ်တူရကီအစားပိုင်းချမ်းတဲ့ပါကစ္စတန်ကြားမဟာဗျူဟာများမိဖက်ဆက်ဆံရေးတုံ့ပြန်လာတာကိုတံပြန်ဖို့အိန္ဒိယကအာမေးနီးယားကိုလက်နက်ရောင်းချမှုတုံ့ပြန်လာတဲ့တဲ့င်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ အိန္ဒိယဟာအာမေးနီးယားနိုင်ငံကိုလက်နက်တွေရောင်းချမှုကိုတိုးမြှင့်နေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အဲ့ဒီလှုပ်ဆောင်မှုဟာတူရကီ၊အဇာဘိုင်ဂျန်နဲ့ပါကစ္စတန်ကြားမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်လာမှုကိုတံပြန်တဲ့အထောက်ကျိုးပံ့မှုဖြစ်ပါတယ်။တူရကီနဲ့အဇာဘိုင်ဂျန်တို့ဟာမကြာသေးမီကအိန္ဒိယနဲ့ပါကစ္စတန်ကြားဖြစ်ပွားခဲ့တဲ့နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေမှာပါကစ္စတန်ဘက်ကထောက်ခံခဲ့ကြတာကြောင့်အဲ့ဒီသုံးနိုင်ငံဟာအိန္ဒိယရဲ့ဒေသတွင်းအကျိုးစီးပွားတွေအတွက်စင်ခေါ်မှုဖြစ်လာခဲ့ပါတယ်။ အရင်ကရုရှားထံကလက်နက်တွေဝယ်ယူခဲ့တဲ့အစားပိုင်ချာဟာ2020ပြည်နှစ်ကစပြီးအိန္ဒိယနဲ့ကာကွယ်ရေးဆက်ဆံမှုတွေတိုးမြင့်လာခဲ့ပြီးရုရှားထံကလက်နက်မိခိုမှုကိုလျှော့ချလာခဲ့ပါတယ်။အဲ့ဒီအပြောင်းလဲအားယူကရိန်းရုရှားစစ်ပွဲနဲ့အခြားဒေသတွေပြည်ပခါတွေကြောင့်မဟာမိတ်နိုင်ငံတွေကြားအာရုံစိုက်မှုမြင့်တက်လာခဲ့တဲ့ယူရေရှားဒေသတဝန်ပထဝီနိုင်ငံကြီးပြိုင်ဆိုင်မှုပုံမူပြင်းထန်လာတဲ့အခြေအနေကိုပြသရရောက်ကြောင်းအိန္ဒိယကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။တူရကီနဲ့အဇာဘိုင်ဂျန်ဟာပါကစ္စတန်အတွင်းလေကြောင်းတိုက်ခိုက်ခဲ့တဲ့အိန္ဒိယရဲ့ operation center စစ်စင်ရေးမှာပါကစ္စတန်ဘက်ကထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ အိန္ဒိယဟာအီဘီလာအတွင်းကအိန္ဒိယပကြံရှိကက်ရှမီးယားဒေသမှာလူ26ဦးသေဆုံးခဲ့တဲ့စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်ကိုအပြစ်တင်ခဲ့တယ်လို့ပါကစ္စတန်ဟာအဲ့ဒီစစ်သွေးကြွတွေကိုထောက်ပံ့ပေးထားကြောင်းဆွဆွဲခဲ့ပါတယ်။အဲ့ဒီနောက်ပါကစ္စတန်နယ်စပ်ရှိတန်တရားဖြစ်ပွဲစစ်သွေးကြွစခန်း9ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ကနှစ်နိုင်ငံနယ်စပ်တစ်လျှောက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယဟာတူရကီအဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ဆက်ဆံရေးတိတ်အဆင်မပြေပါဘူး။အဲ့ဒါကြောင့်အာမေးနီးယားနိုင်ငံကိုလက်နက်ရောင်းချမှုကအဲ့ဒီနိုင်ငံတွေနဲ့ဆက်ဆံရေးအပေါ်တက်ရောက်မှုမရှိနိုင်ပါဘူး။ အထူးသဖြင့်အဲ့ဒီနှစ်နိုင်ငံစလုံးက Operation Sindor စစ်စင်ရေးမှာပါကစ္စတန်ဘက်ကပုတ်ပွင့်လင်းလင်းရပ်တည်ခဲ့ကြလို့ပါပဲလို့ New Delhi အခြေစိုက်လုံခြုံရေးကျွမ်းကျင်ပညာရှင်များအဖွဲ့ဖြစ်တဲ့ Indic Researcher Forum ရဲ့အကြံပေးပုဂ္ဂိုလ် Rajan Kocha ကပြောကြားခဲ့ပါတယ်။2020ခုနှစ်ကချုပ်ဆိုခဲ့တဲ့စာချုပ်အရအိန္ဒိယဟာအမေရိကန်နိုင်ငံကိုမြေပြင်မှဝှဟင်ပြေး Akash 1S ဒုံးကျည်စနစ်တွေရဲ့ဒုတိယအတုပ်ကိုပေးပို့ဖို့စီစဉ်နေပြီးဟာဝန်စာအမြောက်တွေဖနားခအတွဲလိုက်ဒုံးပစ်စနစ်တွေကိုလည်းပေးပို့ဖို့ပြင်ဆင်နေရပါ။ Trump ကပူတင်ရဲ့လောက်ကင်ပုံတွေအပေါ် ခံမှန်းမှုလွဲခဲ့တယ်လို့ဂျာမနီကာကွယ်ရေးဝန်ကြီးကပြောလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားသမ္မတပူတင်အပေါ်ဩဇာလွှမ်းမိုးမှုရှိတယ်လို့လွဲမှားစွာယူဆခဲ့ကြောင်းဂျာမနီကာကွယ်ရေးဝန်ကြီးဘိုရစ်ပစ်စတိုရီယက်စ်ကမေလ20ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ယူကရိန်းညီငယ်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးထရန့်နဲ့ပူတင်တို့ကြားမေလ20ရက်ကဖုံးဆက်သွယ်ပြောဆိုခဲ့ပေမဲ့တိုးတက်မှုမရှိခဲ့ပဲဥရောပကရုရှားကိုပိတ်ဆို့မှုအသစ်တွေကြေညာခဲ့ပါတယ်။ ထရန့်ဟာသူ့ရဲ့ဆွေးနွေးညှိနှိုင်းမှုအနေအထားကိုမှားယွင်းတွက်ချက်ခဲ့တယ်လို့ကျွန်တော်တန်တရားရှိပါတယ်လို့ Pistorius ကပြောကြခဲ့ပါတယ်။ပူတင်ဟာထရန့်ရဲ့ရပ်ပေါင်း30ကြာချွင်းချက်မရှိအဖြစ်ခတ်ရစေးကိုလက်မခံခဲ့တာကြောင့်ထရန့်ဟာအဲ့ဒီစီစဉ်ကိုဆွန့်လွှတ်ခဲ့ရပါတယ်။လက်ရှိမှာဥရောပသမ္မတဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးရုရှားအပေါ်ပိတ်ဆို့မှုအသစ်တွေပြုလုပ်ဖို့ပြင်ဆင်နေတာပါ။တန်နမန်နီလန်တွေနဲ့ဆက်လက်လှုပ်ဆောင်နေချိန်မှာအမေရိကန်အနေနဲ့ဥရောပရဲ့ပိတ်ဆို့မှုအစီအစဉ်ကိုပူးပေါင်းမှုရှိမရှိကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ Pistorius ကပြောကြခဲ့ပါတယ်။ စီရင်နိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ဂျူရိုပါလီဖလားရပြီးစပါအတင်ချန်ပီယံလိဝင်ခွင့်ရရှိသွားခဲ့တဲ့ဆွေသတင်းပဲဖြစ်ပါတယ်။သတင်းပြည်တော်ကိုတင်ဆက်ပေးလိုက်ပါတယ်။စပါတင်ဟာယူပါလီဘိုလူပဲဖြစ်ရှင်ပြိုင်ခဲ့တဲ့ယူနိုက်တက်အသင်းရဲ့ဖွဲ့စဉ်မှာတကူကူမရှိတဲ့အနိုင်ရပြီးချန်ပီယံဖလားရရှိကလာမယ့်ရာသီချန်ပီယံလိဝင်ဝင်ရရှိသွားခဲ့ပါလေ ဒီပွဲမှာစပါအသင်းအတွက်တလုံးနဲ့တော့အနိုင်ကိုကိုပွဲချိန်52မိနစ်မှာပရီနန်ဂျွန်စင်ကသွင်းယူခဲ့တာပါဒုတိယပိုင်းမှာ United အသင်းအခြေပါကိုရရှိဖို့ကြိုးစားခဲ့ပေမယ့်စပါအသင်းရဲ့ခန်းစစ်ကိုကြောဖြတ်နိုင်ခဲ့ခြင်းမရှိအောင်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်စပါအသင်းအတွက် DRD U ပါဠိဖလာဟာ2008ခုနှစ်နောက်ပိုင်းသူတို့အတွက်ပထမဆုံးဆူဖလာဖြစ်ပြီး18နှစ်ကြာဆူဖလာရရှိဖို့ဆောင်းလိုင်းခဲ့ရတာကိုအဆုံးသတ်နိုင်ခဲ့တာပါစပါအသင်းနိပြပိုစတီဂလူဟာတူကင်တွေခဲ့တဲ့အသင်းတိုင်းကိုဒုတိယမြောက်ရာသီမှာဆူဖလာရိုက်ဥပေးနိုင်တဲ့အမှတ်တမ်းကောင်ကို ဆက်ထိန်သိမ့်နိုင်ခဲ့ပြီးသူ့ရဲ့ဂရီစကားကိုတည်နိုင်ခဲ့တာဖြစ်ပါတယ်။စပါတန်နီပြပိုစတီဂလူဟာပြီးခဲ့တဲ့ရက်ပိုင်းကသူ့ရဲ့အနာခံနဲ့ပတ်သက်ပြီးတရင်တွေထွက်နေခဲ့ပေမဲ့သူကတော့အတင်းအကြီးကွဲတွေနဲ့အစည်းအဝေးပြုလုပ်ဖို့အစီအစဉ်မရှိသလိုဆွေးနွေးမှုပြုလုပ်ထားတာလည်းမရှိဘူးလို့ပြောပြီးမှပြောခဲ့တာပါ။အဲ့ဒီပြင်စပါတန်နဲ့နက်နက်စာချုပ်ကြမ်းရှိနေတဲ့နီပြပိုစတီဂလူဟာဒီအစုအဖွဲ့နဲ့ဆက်ပြီးလက်တွဲအလုပ်လုပ်ချင်တယ်လို့ပြောခဲ့တာပါ။၂၀၁၅ခုနှစ်ကလေဗာကူဆင်အတင်းကနေရောက်ရှိလာခဲ့တဲ့စပါတန်ကောင်းဆောင်ဆောင်ရမယ့်အတွက် ယူဘာလီဖလာဟာသူ့ရဲ့လန်ဒန်ကလပ်ကစားသမားဘဝမှာပထမဆုံးဆူဖလာလည်းဖြစ်ခဲ့တာပါ။ဆိုအာမင်ကအိမ်မက်ကအမှန်တကယ်ဖြစ်လာတဲ့အတွက်ပျော်ရွှင်ပြီးသူ့ဟာကမ္ဘာပေါ်မှာအပျော်ရှင်ဆုံးလူသားဖြစ်တယ်လို့ပြောခဲ့ပါဗါး။အဲ့ဒီပြင်ဆိုအာမင်ကသူ့ဟာစပါတင်ရဲ့ကဏ္ဍဝင်တအူးဖြစ်တယ်လို့ပြောနိုင်ကြောင်းပွဲပြီးအင်တာဗျူးမှာပြောခဲ့တာပါ။စပါတင်ရယူဘာလီဖလာကိုအခုတချိန်အပါအဝင်၃ချိန်မြောက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိပြန်ဝင်မှာအမတ်ပေးစရာအဆင့်၁၈ရာရပ်တည်နေတဲ့စပါတင်ဟာဒီယာတီလိနောက်ဆုံးပွဲစဉ်အဖြစ်ဘရိုက်တန်အသင်းကိုအင်ဂွင်းရှင်မြန်ရမှာဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်မေလ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါသည်ရှင်။